မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ18ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီမိုကရေစီအနှစ်သာရကိုမသိတဲ့နိုင်ငံရေးသမားတွေကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်နေရတာလို့ကြန့်ခိုင်ရေးပါတီဒီမိုကရတအပြစ်ဖို့တဲ့သတင်းလှိုင်းပွဲထိုင်းနေဆက်တဝိုက်မှာမကြာခင်စစ်တပ်စခန်းတွေလုံးဝကင်းစင်တော့မယ်ဆိုတဲ့သတင်း ြည်သူတွေလက်မခံလဲရွက်ောက်ပဲကျင်းပမဲ့ချက်ကတက်မှတ်ပြီးပြီလို့စက်ကောင်စီရွက်ကော်ထုတ်ပြောလာတဲ့တဲ့င်မတရားအချက်အကျမ်းမှာစက်တက်လေကြောင်းတက်ခတ်မှုကြောင်းအသက်6နှစ်အရွယ်ကလင်းငယ်တဦးတေဆုံးခဲ့တဲ့တဲ့င်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းအထိမြင့်တက်လာတဲ့တဲ့င်ရုရှားရဲ့ဒရုန်းတိုက်ခတ်မှုကြောင်းယူကရိန်းမှာအချက်သား9ဦးတေဆုံးခဲ့တဲ့တဲ့င်အစားရှိတဲ့တဲ့င်တွေကိုတင်ဆက်ပေးပါမယ် ပထမဦးဆုံးသတင်းတပုတ်အနေနဲ့ဒီမိုကရေစီအနှစ်သာရကိုမသိရနိုင်ငံရေးသမားတွေကြောင်းတိုင်းပြည်မငြိမ်မသက်ဖြစ်နေရတာလို့ကြန့်ခိုင်ရေးပါတီဒုဥက္ကဋ္ဌအပြစ်ဖို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိမ့်မုံကိုအပေးအမြောက်ပြုလုပ်ခဲ့တဲ့ကြန့်ခိုင်ရေးပါတီဒုဥက္ကဋ္ဌကဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့နိုင်ငံရေးသမားတွေကြောင်းတိုင်းပြည်မငြိမ်မသက်ဖြစ်နေရတယ်ဆိုပြီးအပြစ်ဖို့ပြောဆိုသွားပါတယ်။မကွေးတိုင်းကကြန့်ခိုင်ရေးပါတီဝင်တွေနဲ့မကွေးမြို့မှာတွေ့ဆုံချင်း အပြစ်ဖို့ပြောဆိုသွားခဲ့ရဖြစ်ပြီးအဲ့လိုပြောဆိုခဲ့တဲ့အပေါ်ဒီမိုကရေစီရဖို့တိုက်ပွဲဝင်နေတဲ့နိုင်ငံရေးသမားတွေဘက်ကတော့ငါ့စကားနွားအရာပြောဆိုမှုတာဖြစ်တယ်လို့တုံ့ပြန်လိုက်ပါတယ်စစ်ကောင်စီလော်ဘီတွေကလည်းကရှင်ပြည်နယ်ဗမော်မြို့တိုင်းတိုက်ပွဲသတင်းတွေနဲ့ဒီပင်းရဲမြို့နယ်အိုတင်နေရွာစာတင်ကျောင်းဘုံကျဲခံရမှုတွေအပေါ်ကာကွယ်ပြောဆိုတဲ့သတင်းအမှားတွေကိုတိတိတသားဖြန့်ဝေနေခြင်းစစ်ဘိုလ်ချုပ်ဟောင်းဥလှထွန်းကအပြစ်ဖို့ပြောဆိုလိုက်တာပါ ဒါအပြင်စစ်ကောင်စီကရွက်ောက်ပွဲကိုမကြခင်ကျင်းပလာတော့မှဖြစ်တဲ့အတွက်ပေါ်ပေါ်ဆဆမနေပဲတိုင်းခရိုင်မြို့နယ်ရက်ကျဲလိုက်အစဉ်စဉ်စီမံချက်တွေချမှတ်လှုပ်ဆောင်ကြဖို့စစ်ထက်တွေနဲ့ဖွဲ့စည်းထားတဲ့ကြန့်ခိုင်ရေးပါတီ2ဥက္ကဋ္ဌဥလှထွန်းကဆိုပါတယ်အခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပဖို့စ조사နေတဲ့စစ်ကောင်စီရွက်ောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း နမည်စင်းကိုကြေညာပေးရတဲ့မဲဆွယ်ကာလကိုတတ်မှတ်ပေးမှာဖြစ်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့လှိုင်းပွဲထိုင်းနေဆက်တဝိုက်မှာမကြာခင် Sisters ခန်းတွေလုံးဝကင်းစင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထဲကထိုင်းမြန်မာနေဆက်အနီးတဝိုက်မှာမကြာခင်ကစစ်ကောင်စီတက်ခန်းတွေလုံးဝကင်းစင်တော့မှာဖြစ်တယ်လို့ဒေသတွင် PDF သတင်းရင်းမြစ်တွေကပြောပါတယ်။ လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနေဆက်နာကမော်ကွေးလူခေါ်မေလစခန်းကိုမေလ16ရက်မနက်9:00ခွဲအချိန်မှာတပ်မဟာခွန်လက်အောက်ခံ KNL နဲ့ KNDO တပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဆက်လက်သိမ်းပိုက်ဖို့တက်စခန်းနှစ်ခုသာကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီနေဆက်မှာမော်ဖိုးကေတက်စခန်းနဲ့နော်တယာတက်စခန်းနှစ်ခုသာကျန်နေရဖြစ်ပြီးမေလ16ရက်ညနေပိုင်းအထိတော့ KNL ကဆက်လက်တိုက်ခိုက်တာမရှိသေးဘူးလို့ဆိုပါတယ်။ မဆုတ်တန်ခန်ဆက်စကန်လို့နာမည်ပေးထားတဲ့တာလီဘီယာစကန်ကိုမေလ7ရက်ညပိုင်းကတိုက်ခိုက်သိမ်းပိုက်ရှင်ဘူဂျီတူဦးအပါဝင်စစ်သား9ဦးသေဆုံးခဲ့ပြီးဒုရင်မုန်နဲ့စစ်သားတချို့ထွက်ပြေးသွားကြပါတယ်။ကန်နီယူဘိုကထုတ်ပြန်တဲ့မှတ်တမ်းဓာတ်ပုံတွေအရတာလီဘီယာစကန်ကိုသိမ်းပိုက်ပြီးချိန်လက်နက်ခဲများစွာရရှိခဲ့ပြီးမော်ကွီလူခေါ်မေလာစခန်တိုင်းတိုက်ပွဲအပြီးမှာတော့လက်နက်ခရံတွေမရရှိခဲ့ဘူးလို့သိရပါတယ်။တာဒီယာသတင်းတပုတ်အနေနဲ့ပြည်သူတွေလက်မခံလဲ ရွက်ကောက်ပွဲကျင်းပမယ့်ရက်ကသတ်မှတ်ပေးပြီလို့စစ်ကောင်စီရွက်ကော်ထုတ်ပြောလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူအများလက်မခံတဲ့ရွက်ကောက်ပွဲကိုစစ်ကောင်စီကကျင်းပဖို့ရက်သတ်မှတ်ပေးပြီလို့တာဝန်ယူကျင်းပပေးမဲ့စစ်ကောင်စီရွက်ကောက်ပွဲကော်မရှင်ကမေလ16ရက်မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။စစ်ကောင်စီလက်ဝယ်ခံသတင်းမီဒီယာတစ်ခုကရွက်ကောက်ပွဲကျင်းပမယ့်ရက်ကိုမေးမြန်းချိန်အဲ့လိုပြောဆိုသွားခဲ့တာဖြစ်ပြီးရက်အတိအကျကိုတော့ထုတ်ဖော်ပြောဆိုသွားတာမျိုးမရှိပါဘူး။ စစ်ကောင်ဆောင်မင်းအောင်လန်ကပီကယ်မက်ရှလဆန်ပိုင်းမှာတွားရောက်ခဲ့တဲ့လေးချိန်မြောက်ရုရှားခီးစဉ်အတွင်းရွေးကောက်ပွဲကိုဒီဇင်ဘာဒါမှမဟုတ် လာမယ့်နှစ်ဇန်နဝါရီလအတွင်းကျင်းပမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီနောက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့အတွက် မေလ9ရက်မှာပါတီရဲနောက်ဆုံးမှတ်ပုံတင်ကြဖို့စော်ဩခဲ့တယ်လို့ရွေးကောက်ပွဲကျင်းပဖို့9လကျော်အလိုမှာကျင်းပမယ့်ရက်ကိုသတ်မှတ်ထားပြီးဖြစ်တယ်လို့ထုတ်ပြောလာတာဖြစ်ပါတယ်။ တနင်္ဂနွေလုံးစင်ုံမဲ့ပါတီ၉ခုအထက်ကစစ်ကောင်စီပြဋ္ဌာန်းထားတဲ့နိုင်ငံရေးပါတီတွေရဲ့မှတ်ပုံတင်ခြင်းဥပဒေအရမြို့နယ်တရားကျော်မှာရုံးခန်းဖွင့်လှစ်မယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ပြည်မိန်တဲ့ပါတီဟာ၃ခုပဲရှိရပါအဲ့လိုပဲတိုင်းဒါမှမဟုတ်ပြည်နယ်တစ်ခုထဲမှာမဲဆွေဖို့စည်ရင်တင်ထားတဲ့ပါတီ၄၅ခုမှာစစ်ကောပါတီကပဲသတ်မှတ်ရုံးခန်းအရေးအတွက်အတိုင်းဖွင့်လှစ်ထားနိုင်သေးတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတရားအချက်ကြမ်းမှာ စစ်တပ်လေကြောင်းတပ်ခန့်မှုကြောင်းအသက်6နှစ်အရွယ်ကလေးတည်ဆုံးခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမတရားမြို့နယ်အခြေခံမြို့တင်ဆင်ရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတပ်ခတ်ခဲ့ရာကြောင်းအသက်6နှစ်အရွယ်ကလေးငယ်တဦးတည်ဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့လို့သိရပါတယ်။မေလ16ရက်ည7:48မိနစ်နဲ့7:55မိနစ်တွင်မှာမတရားမြို့နယ်အခြေခံမြို့တင်ဆင်ရွာစာတင်ကျောင်းအနီးဝန်းကျင်ကို စစ်တပ်က Jet Fighter တစ်စင်းနဲ့လေကြောင်းတပ်ခန်းမုံ2ကြိမ်ပြုလုပ်ခဲ့ရပါဒဏ်ရာရတဲ့ဒေသခံ2ဦးဟာအသက်30ကျော်အရွယ်ကလေးအဖေနဲ့အမေဖြစ်ပြီးသူတို့ရဲ့အသက်3နှစ်အရွယ်ရင်သွေးလေးကတည်ဆုံးခဲ့ရဖြစ်ပိုင်းပြီးခဲ့တဲ့မေလ15ရက်ညပိုင်းကလည်းမတရားမျိုးနဲ့အရှိချမ်းငါးလုံးပွန်ရွာအနီးတစ်ဝိုက်ကိုစစ်တပ်ကလေကြောင်းတပ်ခန်းမုံပြုလုပ်ခဲ့ပါသေးတယ်စစ်ကောင်စီတပ်ကအခုလအတွင်းမတရားမျိုးနဲ့မှာလေကြောင်းတပ်ခန်းမုံ15ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြတယ်လို့ဘွန်ဒီကဆိုပါတယ် ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဆန်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းတို့အထိမြင့်တက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဆန်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းတို့အထိမြင့်တက်လာတယ်လို့မလူဝါသားဆောင်ကြည့်လဲလာသူဥဝင်နိုင်က သူ့ရဲ့လူမှုကွန်ရက်ဆံမျက်နှာမှာရေးသားထားပါတယ်။မနေ့မေလ16ရက်ကဘင်္ဂလားပင်လယ်အော်မှာဆန်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းကျော်ပဲရှိခဲ့ပေမယ့်ဒီနေ့မှာတော့60ရာခိုင်နှုန်းတို့အထိမြင့်တက်လာတာဖြစ်ပါတယ်။ လက်ရှိအနောက်တောင်မုတ်တုံလင်ဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုဝင်ရောက်ပြီးဖြစ်တယ်လို့မုတ်တုံလင်ဝင်ရောက်မှုကြောင့်မေလအတွင်းဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနိုင်တဲ့မုန်တိုင်းတင်နီယာဟာဘင်္ဂလားပင်လယ်ရောအနောက်တောင်ပိုင်းကိုရွတ်သွားနိုင်တယ်လို့ဥဝင်နိုင်ငံဆိုပါတယ်။မိုးများနိုင်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေဟာနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအီယာဝတီနဲ့တနင်္သာရီတိုင်းတဲ့အပါအဝင်ကရှင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ် ခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထက်ရှုံရွာသွန်းနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထက်ရှုံရွာသွန်းတာမိုးကြိုးပစ်တာလစ်စစ်လက်တာတွေအပြင်မိုးသီးကြွေတာရုတ်တရက်ရည်ကျင်းမှုနဲ့မြေပြုံမှုတွေကိုလည်းတတိပြုဖို့မိုးစလကအကြံပြုထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ရုရှားရဲ့ drone တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာရပ်သား၉ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းဘီလိုပီလီယာမြို့မှာဒီနေ့မေလ18ရက်မနက်အစောပိုင်းကခီးတည်တင်ဘတ်ကားတစ်စီးကိုရုရှားက drone နဲ့တိုက်ခိုက်မှုကြောင့်လူ၉ဦးသေဆုံးသွားတယ်လို့ဒေသခံအရာရှိတွေကပြောပါတယ်။အဲ့ဒီဘတ်ကားဟာဒေသရဲ့မြို့တော်ဆူမီစီကိုတွားနေချိန်ရုရှားနေဆက်နာမှာတိုက်ခိုက်ခံရတာဖြစ်ပြီးဒဏ်ရာရသူ၄ဦးလည်းရှိခဲ့တယ်လို့ဆူမီဒေသစစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ရရှိထားတဲ့အချက်လက်တွေအရဒီပက်စကကိုစနေနေ့ဒေတာစံတော်ချိန်မနက်6:18မိနစ်မှာရုရှားရဲ့လန်ဆက်ဒရုန်းနဲ့တိုက်ခိုက်တာ ဖြစ်တယ်လို့သိရပါတယ်။ယူကရိန်းနဲ့ရုရှားတို့အကြား2022ခုနှစ်နောက်ပိုင်းပထမအဦးဆုံးဒိုင်းရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ပြီးနိုင်ပိုင်းအကြံမှာဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ရုရှားကဒိုင်းရိုက်မှတ်ချက်မပေးသေးပေမဲ့ဆူမီမြို့မှာရှိတဲ့စစ်ရေးစုဝေးရာနေရာတစ်ခုကိုတိုက်ခိုက်ခဲ့ရလို့ထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းရေတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာရုရှားစစ်တပ်ဟာနိုင်ငံတကာဥပဒေနဲ့လူသားဆန်မှုကိုလုံးဝဂရုမစိုက်ပဲအယက်တာပြမတ်တစ်ခုကိုထပ်ပြီးတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြောကြားထားပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပြုလုပ်ခဲ့တဲ့အပြစ်ခတ်ရက်စရဲဆွေးနွေးပွဲတွေမှာလည်းယူကရိန်းနဲ့ရုရှားတို့စစ်ပွဲကိုဘလို့အဆိုးနှက်မလဲဆိုတဲ့အပေါ်အမြင်တွေတော်တော်ကွာခြားနေတာကြောင့်တိုးတက်မှုတစုံတရာမရရှိခဲ့ကြပါဘူး။ MPA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။